အားလုံးပဲမင်္ဂလာပါမလေးစကပြောအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်လေမလေးစကပြောပဲကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဘေဆုကေတဘဂီ KL ဘေဆုကေတဘဂီ KL မနက်ဖြန်ငါတို့ KL သွားမယ်လို့ပြောတယ်အတိတ်ပဲပါနော်ဘေဆုကေတဘဂီ KL မနေ့ပြန်ငါတို့ KL သွားမယ်လို့ပြောတဲ့အတိတ်ပဲပါဘေးဆွတ်ဆိုတာမနေ့ပြန်ကီတာဆိုတာငါတို့ဘကီးဆိုတာသွားတာ KL ဆိုတာကွာလာလမ်ပူ KL ကိုပဲပြောတာနော်ဘေးဆွတ်ကီတာဘကီး KL မနေ့ပြန်ငါတို့ KL သွားမယ်လို့ပြောတာပါနော် KL ဆိုတာအတူကောက်ကျွန်တော်တို့ကွာလာလမ်ပူကိုပြောတာဘေးဆွတ်ကီတာဘကီး KL မနေ့ပြန်ငါတို့ KL သွားမယ်လို့ပြောတဲ့အတိတ်ပဲပါနော် နောက်တစ်ခုက Deppi Sewa Tesi Suma Council Deppi Sewa Tesi Suma Council ဒါပေမဲ့တစီကကို အာလုံးမျှခံရမယ်တော့လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ Deppi Sewa Tesi Suma Council Deppi Sewa Tesi Suma Council ဒါပေမဲ့တစီကကိုအာလုံးမျှခံရမယ်တော့လို့ ပြောတဲ့အတိတ်ပဲပါနော် the pee ဆိုတာဒါပေမဲ့စေဝဆိုတာကျွန်တော်တို့ကငှားတာပေါ့နော်ကားတွေပိုင်းငှားတယ်တက်စီတွေပိုင်းငှားတယ်ဆိုရင်ကျွန်တော်တို့ဒီစေဝဆိုတဲ့စကားလုံးနဲ့သုံးပါတယ်တက်စီဆိုတာတက်စီကိုပြောတာစုမဆိုတာအားလုံးကုံစီဆိုတာကတော့ကျွန်တော်တို့ကဒါမျှခံရမယ်ပေါ့နော်ဝေစုတို့မျှခံရမယ်ဆိုတဲ့ပုံစံမျိုးနေရာဆိုရင်ကျွန်တော်တို့ကဒီကုံစီနဲ့သုံးပါတယ်နော်ရာဆိုတာကတော့နောက်ကဒါမျိုးလေးတွေထည့်သုံးလေးရှိတယ်နော် the pee စေဝတက်စီစုမကုံစီယော တဲ့ပီဆေဝတက်စီစူမကုံစီရဒါပေမဲ့တက်စီကကိုအာလုံးမြခံရမယ်နော်လို့ပြောတဲ့အတိပဲပါနော်နောက်တစ်ခုကစူမစတူဂျုကစူမစတူဂျုကအာလုံးသဘောတူလားလို့ပြောတဲ့အတိပဲပါနော်ပြောချင်တာကသူတို့တွေ KO သွားမယ်ဒါပေမဲ့ KO တက်စီငှားပြီးတော့သွားမယ်ဘယ်နှစ်ယောက်သွားမှာလဲ၄ယောက်လား၅ယောက်လား အဲ့ဒီတက်စီကားကိုကျွန်တော်တို့အကုန်လုံးမျှပြီးတော့မှခမ်းရမယ်ဆိုတော့ပုံစံမျိုးနဲ့ပြောတာပေါ့နော်ဒါကြောင့်ဆူမဆတူကျုကအလုံးသဘောတူလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်သဘောတူရင်အဲ့ဒီတက်စီကိုငှားပြီးသွားမယ်ပေါ့ဗျာပြောချင်တာကဆူမဆတူကျုကအလုံးသဘောတူလားလို့ပြောတဲ့အဓိပ္ပာယ်ပါဆူမဆိုတာအလုံးဆတူကျုဆိုတာသဘောတူလားလို့ပြောတာကဆိုတာလားလို့အဓိပ္ပာယ်ရတယ်နော်ဆူမဆတူကျုက အားလုံးသဘောတူလားလို့ပြောတဲ့အဓိပ္ပာယ်ပါနော်နောက်တစ်ခုက eso dia pasti akan datang eso dia pasti akan datang သူမနဲ့ပြန်သေးကြပေါက်လာလိမ့်မယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ eso dia pasti akan datang သူမနဲ့ပြန်သေးကြပေါက်လာလိမ့်မယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ eso ဆိုတာမနဲ့ပြန် dia ဆိုတာသူ ပါစတီဆိုတာတေးကြတာကိုပြောတာအာကန်ဆိုတာလိမ့်ပြီးဓာတန်ဆိုတာလာတာဒီစာကြောင်းကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်အေဆုတ်ဒီယပါစတီအာကန်ဓာတန်သူမနဲ့ဖြန်တေးကြပေါက်လာလိမ့်မယ်လို့ပြောတဲ့အဓိပ္ပာယ်ပါအေဆုတ်ဆိုတာမနဲ့ဖြန်ဒီယဆိုတာသူပါစတီဆိုတာတေးကြတာကိုပြောတာအာကန်ဆိုတာလိမ့်ပြီးဓာတန်ဆိုတာလာတာဒီစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ကပေါင်းပြီးတော့ဘာသာပြန်မယ်ဆိုရင် esok dia pasti akan datang သူမနေ့ဖြန်တေကြပေါက်လာလိမ့်မယ်လို့ပြောတဲ့အဓိပ္ပာယ်ပါ esok ဆိုတာမနေ့ဖြန် dia ဆိုတာသူ pasti ဆိုတာတေကြတာ akan ဆိုတာလိမ့်ပြီ datang ဆိုတာလာတာ esok dia pasti akan datang သူမနေ့ဖြန်တေကြပေါက်လာလိမ့်မယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်တစ်ခုက dia pura pura buat tatau dia pura pura buat ta tao tu မသိကြအောင်စောင်းနေတယ်လို့ပြောတယ်အတိပဲပါနော် dia pura pura buat ta tao tu မသိကြအောင်စောင်းနေတယ်လို့ပြောတယ်အတိပဲပါ dia ဆိုတာ tu pura pura buat ဆိုတာမသိကြအောင်စောင်းတာ ta tao ဆိုတာမသိဘူးနော်ဒီစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ကပေါင်းပြီးပြောမယ်ဆိုရင် dia pura pura buat ta tao tu မသိကြအောင်စောင်းနေတယ်လို့ပြောတယ်အတိပဲပါနော် ဒီပူရာပူရာဘွားတာတောင်း तू မသိကြအောင်စောင်းနေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါဒီရဆိုတာ तू ပူရာပူရာဘွားဆိုတာမသိကြအောင်စောင်းတာတာတောင်းဆိုတာမသိဘူးဒီစာကြောင်းတစ်ကြောင်းလုံးကျွန်တော်တို့ပေါင်းပြီးပြောမယ်ဆိုရင်ဒီပူရာပူရာဘွားတာတောင်း तू မသိကြအောင်စောင်းနေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါနော်ဆူမောရံဘွားကေဂျူဒီစာတူရံဦးလာဦးလာ suma orang bwa keje dia satu orang ula ula လူတိုင်းအလုံးလုံးနေတယ်သူတယောက်တည်းရှောက်သွားနေတယ်လို့ပြောတဲ့အထိပ္ပယ်ပါနော်ဒီလုပ်ငန်းထဲမှာဒါမျိုးစာကြောင်းနေကျွန်တော်တို့ဒါအမြဲကြားလေရှိတယ်နော်ဒီဝူလာဝူလာလို့ပြောတာပေါ့နော်ဝူလာဆိုတဲ့အထိပ္ပယ်ကတော့တစ်လုံးနဲ့ဆိုရင်တော့မွေပေါ့အလုံးမလုံးပဲအဲ့လိုမျိုးရှောက်သွားနေတယ်ဆိုရင်ကျွန်တော်တို့ကဝူလာဝူလာလို့သုံးတယ်ပေါ့နော်သူအလုံးမလုံးဘူးရှောက်သွားနေဒါမျိုးဆိုရင်ဒီဝူလာဝူလာဆိုတဲ့စကားလုံးကိုသုံးတယ်ပေါ့နော်ဆူမော်ရန်ဘွားကေဂျူ ဒီစတောရန်ဦးလာဦးလာလူတိုင်းအလုံးလုံးနေတယ်သူတယောက်တည်းလျှောက်သွားနေတယ်လို့ပြောတဲ့အထိပ္ပယ်ပါဆူမာအော်ရန်ဆိုတာလူတိုင်းဘဝကေကြဆိုတာအလုံးလုံးနေတယ်ဒီယာဆိုတာသူစတောရန်ဆိုတာတယောက်တည်းဦးလာဦးလာဆိုတာကျွန်တော်ဒါအလုံးမလုံးဘူးဗျာလျှောက်သွားနေတယ်ချောင်ခိုးနေပေါ့နော်သူများတွေအလုံးလုံးတာသူကအလုံးမလုံးပဲလျှောက်သွားနေကျွန်တော်တို့ကဦးလာဦးလာလို့သုံးနေပေါ့နော်ဆူမာအော်ရန်ဘဝကေကြဒီယာစတောရန်ဦးလာဦးလာ လူတိုင်းအလုံးလုံးနေတယ်သူတယောက်တည်းလျှောက်သွားနေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะ small orange ဆိုတာလူတိုင်းဘဝကေကြာဆိုတာအလုံးလုံးနေတယ် dear ဆိုတာသူ satu orange ဆိုတာတယောက်တည်းဘူလာဘူလာဆိုတာလျှောက်သွားနေတယ်လို့ပြောတဲ့အဓိပ္ပာယ်เนาะ small orange ဘဝကေကြာ dear satu orange ဘူလာဘူလာလူတိုင်းအလုံးလုံးနေတယ်သူတယောက်တည်းလျှောက်သွားနေတယ်လို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်တစ်ခုက Nasib baik tak ada jatuh bawa. Nasib baik tak ada jatuh bawa. Kan kau lu aku piung macara lu piore di bawah, no? Nasib baik tak ada jatuh bawa. Kan kau lu aku piung macara lu piore di bawah, no? Nasib sudah di bawah, jangan rada kan dia lu piore di bawah, no? Baik sudah kau na. Nasib baik sudah kan kau ni kan kau lu kami piole ya, no? Tak jatuh sudah piung macara. ဘာဝဆိုတာအောက်ကိုဒါကိုကျွန်တော်တို့ကပေါင်းပြီးတော့ပြောမယ်ဆိုရင်နာစင်ပိုက်တာရကြတုဘာဝကံကောင်းလို့အောက်ကိုပြုတ်မကြတာလို့ပြောတဲ့အတိတ်ပဲပါနော်နာစစ်ဆိုတဲ့တလုံးနဲ့ဆိုရင်ကျွန်တော်တို့ကဒါကံတရားကိုပြောတာနော်ဘိုက်ဆိုတာကောင်းတာဒီနှလုံးတွဲပြောတော့နာစင်ပိုက်တာဒကြတုဘာဝကံကောင်းလို့အောက်ကိုပြုတ်မကြတာလို့ပြောတဲ့အတိတ်ပဲပါနာစင်ပိုက်ဆိုတာကံကောင်းလို့တာရကြတု ပြုတ်မကြတာဘာဝဆိုတာအောက်ကိုပြောတာเนาะဒီစာကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ပေါင်းပြောမယ်ဆိုရင်နာစိဘိုက်တာရာဇာတုဘာဝကံကောင်းလို့အောက်ကိုပြုတ်မကြတာလို့ပြောတဲ့အဓိပ္ပာယ်ပါเนาะနောက်တစ်ခုကကျွန်တော်တို့ဒါလုပ်ငန်းထဲမှာကြားမယ်ပေါ့เนาะဒီစကားလုံးကစူဆာလာအင်နီယောရန်စူဆာလာအင်နီယောရန်ဒါဆိုရင်ကျွန်တော်တို့ကတော်တော်ခက်တဲ့ကောင်းပဲဒါမျိုးဘာသာပြန်လို့ရရယ်เนาะ စူဆလေနီယောရန်တော်တော်ခက်တဲ့ကောင်းမဲလို့ပြောလိုက်ရနော်စူဆဆိုတာခက်ခဲတာလားဆိုတာကျွန်တော်တို့ဒါမျိုးလေးတွေထည့်သုံးတယ်အီနီယောရန်ဆိုတာဒီလူဒါကိုကျွန်တော်တို့ကဘာသာပြန်မယ်ဆိုရင်စူဆလေနီယောရန်တော်တော်ခက်တဲ့ကောင်းမဲဒီကောင်တော်တော်ဆိုးတဲ့ကောင်းမဲတော်တော်ခက်တဲ့ကောင်းမဲဒါမျိုးဆိုရင်ကျွန်တော်တို့ကစူဆလေနီယောရန်ဒါမျိုးသုံးလိုက်ရနော်စူဆလေနီယောရန်တော်တော်ခက်တဲ့ကောင်းမဲလို့ပြောတဲ့အိဗေပါနော်စူဆဆိုတာတော့ခက်ခဲတာနော်ခက်ခက်ခက်ခဲကိုပြောတာ လားဆိုတာဒါမျိုးလေးတွေထည့်သုံးတာရှိတယ်။ဤနေဆိုတာဒီဟာ orange ဆိုတာလူဒီစားကြောင်းတစ်ကြောင်းလုံးကိုကျွန်တော်တို့ကပြောကြည့်မယ်ဆိုရင်စုစလားဤနေ orange ဒါဆိုရင်ကျွန်တော်တို့ကတော်တော်ခက်တဲ့ကောင်းမဲလို့ပြောလို့ရတယ်เนาะနောက်စားကြောင်းတစ်ကြောင်းကစုမော orange ဘရာတုစီနီစုမော orange ဘရာတုစီနီလူတိုင်းဒီမှာတန်းစီကြပါလို့ပြောတဲ့အိဗေပါเนาะစုမော orange ဆိုတာလူတိုင်း ဘရာတိုဆိုတာကျွန်တော်တို့ကတန်းစီတာကိုပြောတာစီနီဆိုတာဒီမှာဆူမော်ရန်ဘရာတိုစီနီလူတိုင်းဒီမှာတန်းစီကြပါလို့ပြောတယ်အဓိပ္ပာယ်ပါနော်ဆူမော်ရန်ဆိုတာလူတိုင်းကိုပြောတာဘရာတိုဆိုတာတန်းစီတာကိုပြောတာစီနီဆိုတာဒီမှာဆူမော်ရန်ဘရာတိုစီနီလူတိုင်းဒီမှာတန်းစီကြပါလို့ပြောတယ်အဓိပ္ပာယ်ပါနော်နောက်စာကြောင်းတစ်ကြောင်းက ကျွန်တော်ဒီစာကြောင်းကလည်းလုပ်ငန်းထဲမှာအမြဲကြားလေရှိတယ်ပေါ့နော်။စာနာပဂိအံဘိပညာပူစာနာပဂိအံဘိပညာပူဟိုမှာတပြက်စီးသွားอยู่ပါလို့ပြောတဲ့အဓိပ္ပာယ်ပါနော်။စာနာပဂိအံဘိပညာပူဟိုမှာတပြက်စီးသွားอยู่ပါလို့ပြောတဲ့အဓိပ္ပာယ်ပါနော်။စာနာဆိုတာဟိုမှာပဂိဆိုတာသွားပါအံဘိဆိုတာယူတာပညာပူဆိုတာတပြက်စီးကိုပြောတာနော်။ စာနာပဂိအံဘေပညာပုဟိုမှာတပြည့်စီသွားอยู่ပါလို့ပြောတဲ့အတိတ်ပဲပါเนาะကျွန်တော်ဒီလုပ်ငန်းထဲမှာဒီစာပုတို့ပညာပုတို့သုံးနေပေါ့เนาะပညာပုရဲ့အတိတ်ပဲကကျွန်တော်တို့တပြည့်စီကိုပြောတာတချို့တွေကရောပြီးတော့ပြောတယ်ပေါ့เนาะဘယ်လိုပြောလဲဆိုတော့တပြည့်စီသွားอยู่ခိုင်းတာကိုစာပုပဂိအံကတ်တို့ပါလို့ပြောတယ်သို့တော်ညာလဲပြောလို့မရဘူးလားဆိုတော့ပြောလို့တော့ရတယ်သူ့ရဲ့တပြည့်စီရဲ့စာလုံးအမှန်ကကျွန်တော်တို့ပညာပုကို DPSC လို့ပြောတာเนาะတချို့ကဒီ DPSC ယူခိုင်းလဲစာပူစာပူအင်္ဂစာပူအင်္ဂဒါမျိုးပြောတယ်เนาะအသူ့ရဲ့စကားလုံးအမှန်တော့ဒီဟာဒါပေမဲ့အဲ့လိုပြောလို့မရဘူးလားဆိုတော့လေပြောလို့တော့ရတယ်ဒါပေမဲ့သူ့ရဲ့ DPSC ဆိုတဲ့စကားလုံးအမှန်ပညာပူစာပူဆိုတဲ့စကားလုံးကကျွန်တော်တို့ဒါလှဲခိုင်းတာကိုပြောတာเนาะဒါကိုကျွန်တော်ကဒီနေရာမှာရှင်းပြပေးတာဖြစ်တယ်စာနာပီကီအမ်ဘေပညာပူဟိုမှာ DPSC သွားယူပါလို့ပြောတဲ့အိပယ်ပါစာနာဆိုတာဟိုမှာပီကီဆိုတာသွားပါအမ်ဘေဆိုတာယူတာ ပညာပုဆိုတဲ့စလုံးဟာဒီပြက်စီကိုပြောတာစာနာပဂီအမ်ဘေပညာပုဟိုမှာဒီပြက်စီသွားอยู่ပါလို့ပြောတယ်အတိတ်ပဲပါเนาะအာနောက်စာကြောင်းတစ်ကြောင်းကစီနီဘာညကိုတိုတော်လောင်းစာပုစီနီဘာညကိုတိုတော်လောင်းစာပုဒီမှာအများကြီးညစ်ပတ်နေတယ်ကျေးဇူးပြု၍လှဲပါလို့ပြောတာเนาะဒီစာပုဆိုတဲ့စကားလုံးကဒါလှဲခိုင်းတာเนาะဟိုကြမ်းမြင်မှာညစ်ပတ်နေတယ် ေပြည့်စည်းဝါယူပြီးလှဲပါပေါ့လှဲတာကိုကြတော့ကျွန်တော်တို့ကစားပူးလို့သုံးတယ်ဒေပြည့်စည်းကိုကြတော့ပညာပူးလို့သုံးတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ကဒီမှာခွဲပြီးတော့ရှင်းပြပေးတာပါစီနီဘာညာကိုတိုတော်လောင်းစားပူးစီနီဘာညာကိုတိုတော်လောင်းစားပူးဒီမှာအများကြီးညက်ပတ်နေတဲ့ကျေးဇူးပြု၍လှဲပါလို့ပြောတဲ့အိပဲပါစီနီဆိုတာဒီမှာဘာညဆိုတာအများကြီးကိုတော့ဆိုတာညက်ပတ်တာကိုပြောတာတော်လောင်းဆိုတာကျေးဇူးပြု၍ စာပူဆိုတာလဲခိုင်းတာเนาะစီနီဘာညကောတော့တောလောင်းစာပူဒီမှာအများကြီးညစ်ပတ်နေတယ်ကျေးဇူးပြု၍လဲပါလို့ပြောတာဗောနော်တပည့်စီလဲခိုင်းတာကိုပြောတဲ့တိပဲပါဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုမှာဆိုရင်လဲကျွန်တော်ကဒါမလေးစကားပြောပဲပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုအခုလို့အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတခါပြန်တွေ့ပါမယ်